တာမွေမှာစိုက်ကားသမားချင်းချင်းစကားများရံဖြစ်ပြီးဓာတုံမှုဖြစ်ရန်ကုန်တိုင်းဒေသကြီးတောင်ဝမြို့နယ်ကြောက်ကွသေးရောက်ွယ်ချက်ဆန်လမ်းမပေါ်မှာစက်တင်ဘာလ24ရက်နေ့ညဆင်နိုင်ခွဲက စိုက်ကားသမားချင်းချင်းဓာတ်ထုံးမှုဖြစ်ပြီးတော့တဝိုးသေးဆုံးခဲ့လို့သိရပါတယ်။စိုက်ကားရောင်းဝယ်ရင်းအချင်းချင်းစကားများရံဖြစ်ရာကဓာတ်နဲ့ထိုးခဲ့တာကြောင့်သွေးထွက်လွန်ပြီးနေရာမှာပဲပွေးချင်းပြီးသေဆုံးခဲ့တာလို့သိရပါတယ်။ ဆိုင်ကားသမားတွေပါဆိုင်ကားဝယ်ရောင်းလုပ်ရင်းအချင်းချင်းစကားများကြပြီးရံဖြစ်ကြပါလေရံဖြစ်ရင်းနဲ့အသင့်ပါလာတဲ့ဓာတ်နဲ့ထူလိုက်လို့နေရာမှာပဲတွေးထွက်လို့မေးတည်ဆုံးခဲ့တာပါတည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့တာမွေမြို့မှာရေစခန်းကဆစ်ဆင်းနေပါလေလို့ဒေသခံလူမှုကွန်ရက်အသင်းတာဝန်ရှိသူတို့ကပြောပါလေဓာတ်ထုတ်ခံရတာကြောင့်တည်ဆုံးသူအသက်50ရွယ်အမျိုးသားရဲ့ရုပ်လောင်းကိုရန်ကုန်ပြည်သူစေယုံကြီးကိုမြစ်တာမြောက်ဝေလူမှုကွန်ရက်အသင်းကကူညီပို့ဆောင်ပေးခဲ့ပြီးပြည်မှုကျူးလွန်သူကိုတာမွေမြို့မှာရေစခန်းကဖမ်းဆီးဆစ်ဆင်းနေကြောင်းသိရပါလေ အလားတူပဲစက်တင်ဘာလ23ရက်နေ့ညပိုင်းကလည်းတောင်းကလာပါမြို့နယ်လေးရက်ကွဲပါမီလမ်းမပေါ်မှာမြို့သမီးတူကိုဆိုင်ခဲ့ဘေးရဲမောင်းစုတူကဓာတ်နဲ့ထိုးခဲ့ကြောင်းလည်းသိရပါတယ်